စည်းပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စည်းပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စည်းပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စည်းပွားပဲဖြစ်စေဒီစည်းပွားဟာကိုရလာတဲ့စည်းပွားဟာပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရပုံမှာမိပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကျင်ပါလို့မြတ်စွာဘုရားဒီလိုဟောတယ် အဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရာမေရိယမိစ္ဆပမာဒဌာနာတဲ့နော်အယက်သေးစာဘီယာစေဝါဘူးရင်စေဝါတွေသုံးဆွဲတယ်အဲ့ဒီသုံးဆွဲမှုကစီစဉ်ဥစ္စာပြည့်စည်ခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီစဉ်ပြတ်တာဆိုတာဒါက အယက်သေးစားတောက်စားမူးရစ်တဲ့အတုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားတဲ့ထာပဲပေါ့ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားတူရာမေရယမစ္ဆပမာဒဋ္ဌာနာနုယောကောဘောဂန္နာအပါယမူခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတွေရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်တူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆဆိုတဲ့မူရဲ့စေဝါပမာရဌာနအဲ့ဒီအရာတွေအားလုံးဟာမေလျော့ပေါ့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကလောက်ကင်ဆောင်ရနေတယ်လိုက်စားနေတယ်ပုဂ္ဂိုလ်တယောက်ဟာစေဝါဥစ္စာပြတ်တတ်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းမောထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ကြီးခုမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ကြီးခုလို့ဆိုဖမ်းသွားတယ်ခိုးလို့ဒီလုံးလုံးရင်လဲညဒီလူကထွက်တယ်ဒီလူပဲနေပါပစ္စည်းပြောင်းနေလဲသူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့သူဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့ ဘယ်မှာစတေရှိုးရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုင်ကလပ်ရှိတယ်ဆိုသွားခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုသွားတာဟာလဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေနိုင်ကလပ်သွားလို့ခုနကကဂရေ80ကျွဲဝါတဲ့တထေးကမွဲသွားတာပဲလေပန်ကုံစွလိုက်ဆူချလိုက်ပန်ကုံစွလိုက်ဆူချလိုက်အပေါင်းဖော်ရိအရက်တိုက်လိုက်နဲ့ဆိုသကုံရောပေါ့ပိုက်ဆံနော်ပိုက်ဆံကုံကြီးရဲ့အကြောင်းတစ်ခုတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပ်ပမာရဌာနလူယောဂကစားတာလောင်းကစားတာနေအများကြီးဘမပြေမကြောက်ရတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးနေထိုးတယ်ဆိုတာတကယ်တော့တိုက်ပေါ်ကဆင်းပေးလေရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလှုပ်တဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောနောက်နံပါတ်5ကြတော့ပါတော့ဆိုပပိပပမိတ်တာလူယောဂါတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်တည်းအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံဘက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ္တနဲ့ဆိုရင်နောက်ဆုံးမှာအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ္တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံးပြီးပျက်စီးသွားတယ်အစတသက်မင်းဟာဘယင်းရဲ့သားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအတိညာရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲ မြတ်စွာဘုရားတရားနာရလို့ရှိရင်တတ္တဗံဖြစ်ရမယ်အရေးချင်းထီအောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုနားယောင်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေတာအကုန်လုံးပြည့်စည်သွားတယ်ပြင်လို့မရတဲ့အနေထားထီအောင်ရောက်သွားတယ်ဒီအခြေအနေထီအောင်ရောက်နိုင်တယ်လို့ဒါအမြင့်ဆုံးအပြစ်ပဲเนาะအမြင့်ဆုံးအပြစ်ပဲမကောင်းတာလုပ်မိသည့်အတွက်ကြောင့်အဖော်ရဲ့ သိဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါတယ်။ဒါလည်းအမြဲတမ်းဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။